ဇန်နဝါရီလ2ရက်နေ့သတင်းအစီအစဉ်တွေကိုတင်ဆက်ပေးတော့မှာပါဒီကနေ့သတင်းတွေမှာတော့ဆယ်ကျော်သက်လူငယ်တွေလူမှုကွန်ရက်အသုံးပြုတာနဲ့ပတ်သက်ပြီးစိတ်ပညာသုတေသနပြုလုပ်သွားမယ်ဆိုတဲ့သတင်း2015ခုနှစ်အတွင်းရန်ကုန်တိုင်းဒေသကြီးစီပင်သာယာနယ်နိမိတ်အတွင်းဖြစ်ပွားခဲ့တဲ့ရေမတော်တဆောက်မှုတွေကြောင့်382ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်း2015 2016ဘဏ္ဍာနှစ်ပထမ6လပတ်မှာ ဖြစ်ပွားခဲ့တဲ့ရေကြီးရေရှည်မှုတွေကြောင့်ဒုတိယ6လပတ်မှာတီးနှံအထွက်နဲ့ထုတ်လုပ်မှုထိခိုက်နိုင်တယ်ဆိုတဲ့သတင်း တေးသန့်ရှင်ချမ်းချမ်းရဲ့ကိုပိုင်းတန်စင်တချင်းတွေဖြစ်တဲ့အိမ်မက် DVD ကာရာအိုကေဖြန့်ချီရဲဆိုတဲ့သတင်းတွေပါဝင်ပါတယ်။စေကျော်တဲ့အရွယ်လူငယ်တွေလူမှုကွန်ရက်အသုံးပြုတာနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံစိတ်ပညာအသင်းကနေစိတ်ပညာသုတေသနပြုလုပ်သွားဖို့ရှိရလို့အသင်းရဲ့အတွင်းရေးမှူးဦးလားမြင့်ကပြောပါတယ်။ပြပါမယ်ကောင်းစင်အောင်ရပြပြမယ်ကောင်းစင်အောင်စောစောဆက်မယ် ခုမြင်တွေ့ရတာကတော့ရန်ကုန်မြို့ပန်တာဟိုတယ်မှာပြုလုပ်တဲ့မြန်မာနိုင်ငံစိတ်ပညာရှင်အသည်းရဲ့စိတ်ပညာသုတေသနစာတမ်းဖတ်ပွဲအခမ်းအနားမြင်ကုန်ပွဲဖြစ်ပါတယ်ဒီအခမ်းအနားမှာရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်အဝေးတင်တက္ကသိုလ်မော်လမြိုင်တက္ကသိုလ်ဒဂုံတက္ကသိုလ်တို့ရဲ့စိတ်ပညာဌာနကဆရာဆရာမတွေတက်ရောက်လာတာကိုတွေ့ရပါတယ်လက်ရှိမှာပြည်ရင်းမှာရှိတဲ့လူငယ်တွေဟာလူမှုကွန်ရက်သုံးဆွဲမှုမြင်မာနေပြီးအခုလိုသုံးဆွဲနေမှုအပေါ်စိတ်ပညာသုတေသနပြုလုပ်သွားမှာဖြစ်ပါတယ် လူမှုကွန်ရက်အသုံးပြုရမှာဘ ഹു တုဒ္ဒရရှိနိုင်တဲ့ကောင်းကျိုးတွေလည်းရှိတယ်လို့စိုးကျိုးတွေလည်းရှိတာကြောင့်အခုလိုသုတေသနပြုလုပ်မှဖြစ်တယ်လို့ဆိုပါရယ်ဆဲကျော်သက်တွေကိုလူမှုကွန်ရက်နဲ့ပတ်သက်ပြီးစိတ်ပညာသုတေသနပြုလုပ်ရမှာအသက်18နှစ်အရွယ်အထိပြုလုပ်သွားမှဖြစ်ပြီးအခြေခံပညာကျောင်းတွေမှာအဓိကပြုလုပ်သွားမှဖြစ်ပါရယ်သုတေသနပြုလုပ်ရမှာအသုံးပြုခြင်းအသုံးပြုပုံစားတဲ့မိကုံးလှော်တွေဝင်ငှပြီးသူတို့ရဲ့ဖြည့်ချမှုတွေကိုအခြေခံကပြင်းပြအနေနဲ့ ရလက်တွက်ချက်မှာဖြစ်တယ်လို့ဦးလှမြင့်ကပြောပါရယ်သုတေသနပြုလုပ်ရမှာလူဦးရေသတ်မှတ်ထားတာမျိုးမရှိပဲသုတေသနအတွက်လူများများရပါကပုံမကောင်းမွန်ကြောင်းလဲဦးလှမြင့်ကဆက်လက်ပြောကြားခဲ့ပါရယ်မြန်မာနိုင်ငံစိတ်ပညာအသင်းအနေနဲ့လူမှုကွန်ရက်နဲ့ပတ်သက်တဲ့စိတ်ပညာသုတေသနအပြင်ရန်ကုန်နဲ့နေဒေသမှာရှိတဲ့အထည်ချုပ်ဆက်ယုံလှုပ်သားလူမျိုးအခြေခံလှုပ်သားတွေနဲ့ပတ်သက်ပြီးတော့လဲစိတ်ပညာသုတေသနတွေပြုလုပ်သွားဖို့ရှိရလို့ဦးလာမြင့်ကပြောပါရယ် အရာအလုံးဟာစိတ်ပညာနဲ့ပတ်သက်နေပြီးစိတ်ပညာရဲ့အရေးကြီးပုံကိုမြန်မာနိုင်ငံစိတ်ပညာအသင်းအတွင်းရေးမှူးဦးလှမြင့်ကဇန်နဝါရီလ2ရက်နေ့ကရန်ကုန်မြို့ပန်တာဟိုတယ်မှာပြုလုပ်ခဲ့တဲ့စိတ်ပညာသုတေသနစာရန်ဖတ်ပွဲခਿੱတနားချိန်မှာအခုလိုပြောပြပေးထားပါဗျ။စိတ်ပညာကနော်လူတွေကိုလေ့လာရတဲ့သိပ္ပံကြရလေ့တဲ့ပညာဖြစ်တယ်။လူကိုလေ့လာတဲ့ပညာဖြစ်တော့လူနဲ့ပေါင်းခြင်းလှုပ်ရှားနေတဲ့ဗာဒရက်တွေကဆက်ဆက်နေတယ် သိပ္ပံပညာရဲ့ဘူလို့တော့ပြောလို့ရတယ်နော်ဒါစိတ်ပညာနဲ့ဘယ်မှကင်းကွာလို့မရအောင်စီးပွားရေးနယ်ပယ်လူမှုရေးလေပဲတက္ကနိုလော်ဂျီနော်အကုန်လုံးနော်စိတ်ပညာနဲ့ဆက်နွယ်နေတယ်နောက်ဆုံးအားကစားအစစပို့ဆိုင်ကောလော်ဂျီဒီလိုဟာမျိုးတွေပေါ့နော်အကုန်လုံးနော်ဒီစိတ်ပိုင်းဆိုင်ရာနေကိုလေ့လာထားတယ်ပြောသူကပေါင်းဆက်ပြီးတော့သူကသွားတယ်လူတွေအတွက်မရှိမဖြစ်စိတ်ပညာအတိနေဖို့လိုတယ်ဒါကြောင့်အန်ဂယ်ကအပလိုင်းဖြစ်လုံနိုင်မဲ့ဘာသာရေးတွေကအန်ဂယ်ကိုသင်ရနေပြီးတော့ ော်ဟောပြောဝေးတွေလုပ်ပြီးတယ်သင်တန်းတွေပို့ချပြီးတယ်အခွင့်အခါသင်တူလုပ်ပြီးတယ်နော်ဟောပြောနော်ဟိုဟိုဘာကလဲဒီ channel လေးထုတ်ပြီးတော့အင်္ဂလိပ်ဖြန့်ပေးနေညီမျိုးစုံပေါ့နော်အင်္ဂလိပ်လုပ်ပြီးနေပါတယ်ဘာလို့အသင်းကတနှစ်ကျော်ပဲရှိသေးတော့နော်အင်္ဂလိပ်အသင်းအနေနဲ့ပထမကျင်းနောက်ဆက်တဲ့ဆက်တဲ့သွားမယ်အင်္ဂလိပ်ကမနှစ်2014ကမှအင်္ဂလိပ်ကဖွဲ့စည်းဝင်ရတယ်အဲ့တော့အင်္ဂလိပ်ကဒါတွေလှုပ်လှုပ်သွားမယ်တဖြည်းဖြည်းနဲ့เนาะပထမကျင်းပြီးဒုတိယကျင်းတက်တက်ဆက်သွားမယ်เนาะ ုတေသနစာရန်ဖတ်ပွဲမှာတော့တုတေသနပြုလုပ်ခဲ့ပြီးဖြစ်တဲ့မြန်မာနိုင်ငံမှာရှိတဲ့တုနာပြုတွေရဲ့စိတ်အခြေအနေတွေကိုရန်ကုန်တက္ကသိုလ်စိတ်ပညာဌာနကလက်ထောက်ကတိကဖြစ်သူဦးတင်အောင်မိုးကဖတ်ကြားခဲ့ပါတယ်။ဒီအခမ်းအနားကိုရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ရန်ကုန်အဝေးတင်တက္ကသိုလ်၊တကုံတက္ကသိုလ်၊မော်လမြိုင် တက္ကသိုလ်အစရှိတဲ့တက္ကသိုလ်တွေရဲ့စိတ်ပညာဌာနကဆရာဆရာမတွေတက်ရောက်ခဲ့ပါတယ်။မြန်မာနိုင်ငံစိတ်ပညာအသင်းကနေစိတ်ပိုင်းဆိုင်ရာသုတေသနလုပ်ငန်းတွေကို မြန်မာနိုင်ငံအနှံ့မှာဇက်တိုက်လှုပ်ဆောင်သွားဖို့ရှိတယ်လို့ပြောကြားခဲ့ပါတယ်ရန်ကုန်တိုင်းဒေသကြီးစီပင်သားရနယ်နိမိတ်အတွင်း2015ခုနှစ်ဇန်နဝါရီလကနေဒီဇင်ဘာလကုန်အထိရင်းတိုင်းမူပေါင်း1980ဖြစ်ပွားခဲ့ပြီး382ဦးသေဆုံးခဲ့တယ်လို့ဇန်နဝါရီလတရနေ့ကအမှတ်နှစ်ယင်ထိန်တပ်ဖွဲ့ခွဲမှုရုံးမှပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲထုတ်ပြန်ချက်တွေအရသိရပါတယ်2015ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ရင်းမတော်တဆမှုတွေကြောင့်အမျိုးသား295ဦးအမျိုးသမီး86ဦးသေဆုံးခဲ့ပါတယ် ။ရင်းမတော်တဆောက်မှုတွေကြောင့်ဒဏ်ရာရရှိသူကတော့2604ဦးရှိခဲ့တာဖြစ်ပါတယ်။ဒဏ်ရာရရှိသူတွေမှာအမျိုးသား1958ဦးနဲ့အမျိုးသမီး846ဦးဖြစ်ပါတယ်။ရန်ကုန်စီရင်သားရနယ်နိမိတ်အတွင်းဖြစ်ပွားခဲ့တဲ့ရင်းမတော်တဆောက်မှုအများဆုံးမြို့နယ်တွေမှာမင်္ဂလာရုံမြို့နယ်မှာ212မြို့နယ်အများဆုံးဖြစ်ပွားခဲ့ပြီးလှိုင်းတရာမြို့နယ်မှာ194မြို့နယ်မယန်းကုန်းမြို့နယ်မှာ184မြို့အင်းစိန်မှာ138မြို့ ။တင်ငန်းကျုံမြို့နယ်မှာတရားမှုလို့ဖြစ်ပွားခဲ့ပြီးအခြားမြို့နယ်တွေမှာတော့ဖြစ်ပွားတဲ့အမှုအရေအတွက်တရားအောက်ရောင်းနေခဲ့ပါတယ်။လဆင်လိုက်ရင်းမတော်တဆမှုတွေဖြစ်ပွားရမှာဇန်နဝါရီလအတွင်းအမှုပေါင်း200ဖြစ်ပွားခဲ့ပြီးအောက်တိုဘာလမှာ184မှုနိုဝင်ဘာလမှာ182မှုရှိခဲ့ပြီးဇန်လတွေမှာတော့190မှုအောက်ကိုရောင်းနေခဲ့တယ်လို့ရင်ထင်းရက်တက်ဖွဲ့ခွဲမှုရုံးရဲ့ထုတ်ပြန်ချက်တွေမှာပါရှိပါတယ်။ လက်ရှိမှာရေမတော်တဆမှုကြောင့်တိုက်စုံမှုနှုန်းဟာ2013ခုနှစ်မှာမော်တော်ယာဉ်စီးရေတသန်းကိုလူ6.26ဦးတိုက်စုံနေမှုကနေ2020ခုနှစ်မှာ90ရာခိုင်နှုန်းအထိတိုက်စုံမှုနှုန်းလျှော့ချနိုင်မှုအတွက်မြန်မာနိုင်ငံရင်းအနေရေလမ်းအန္တရာယ်ကင်းရှင်းရေးစီမံချက်2014-2020ကိုရေးဆွဲဆောင်ရွက်လျက်ရှိတာဖြစ်ပါတယ်။ပြီးခဲ့တဲ့2015-2016ဘဏ္ဍာနှစ်ပထမ6လပတ်မှာရေကြီးရေရှမ်းမှုတွေဖြစ်ပွားခဲ့လို့ နှစ်အလိုက်ဈေးနှုန်းနဲ့ပုံမှန်ဈေးနှုန်းအရအကောင့်ထဲပေါ်နိုင်မှုလျော့နေခဲ့တယ်လို့ဒုတိယ6လပတ်မှာလည်းတီးနှံအထွက်နဲ့ထုတ်လုပ်မှုလျော့နေနိုင်တယ်လို့အမျိုးသားစီမံကိန်းနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝင်ကြီးဌာနဒုတိယဝင်ကြီးဒေါ်လက်လက်သိန်းကပြောပါတယ်။ဇန်နဝါရီလ1ရက်နေ့ကကျင်းပခဲ့တဲ့ပြည်အောင်စုလွှတ်တော်မှာ2015-2016ဘဏ္ဍာနှစ်ပထမ6လပတ်အမျိုးသားစီမံကိန်းအစီရင်ခံစာနဲ့ပတ်သက်ပြီးလွှတ်တော်ကိုယ်စားလှယ်ရဲ့ဆွေးနွေးမှုအပေါ်ပြန်လည်ရှင်းလင်းဖြေကြားစဉ်မှာဒုတိယဝန်ကြီးကထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ ကွန်ကွန်ပြည်ရဲ့တုံးသက်တင်ပြချက်အကြီးကြီးရာပထမ6လပတ်မှာရှီမန်းချက်ပေါ်နှစ်လိုက်စင်းလုံးနဲ့ပုံမှန်စင်းလုံးတို့ရာအကောင့်ထဲပေါ်တိုင်းမှုတွေရာ95ဒသမ900ရာခိုင်နှုန်းနဲ့90ဒသမ300ခိုင်နှုန်းတို့ရှိပြီးရှီမန်းချက်ကညွန်နေခဲ့တာပထမ6လပတ်အတွင်းမှာရေကြီးရေရှည်ပြီးတော့စိုက်ပျိုးမှုတွေကပြည်စည်းဆုံးရှုံးမှုတွေထုတ်လုပ်မှုတွေကြောကြခြင်းများဖြစ်ပါတယ်ဒီရေကြီးရေရှည်ဖြစ်တဲ့ကာလမှာ န်ဆိုင်ပြူတဲ့ကာလဖြစ်တဲ့အတွက်တိနံချိုးဆိုင်ပြူတွေလောက်ကြခြင်းတိနံအထွက်ထိခိုက်ခြင်းများရှိပေမဲ့တိနံထွက်ရှိခြင်းပုံပေးရတဲ့ကြောင်း၎င်းပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုဆောင်ရွက်နိုင်ခဲ့တဲ့ကြောင်း၎င်းခုလို90%တိုင်းလုံးကျော်အကောင့်ထဲပို့နိုင်မှုဖြစ်ကြောင်းတင်ရပါတယ်။ဒါပေမဲ့လည်းခုက6လကာလရဲ့တိနံဆိုထိခိုက်နိုင်တဲ့အတွက်ခုက6လပတ်မှာလည်းအမှန်တကယ်ကျော်နေလို့စဉ်းစားပါ 2015-2016ဘဏ္ဍာနှစ်ပထမ6လပိုင်းမှာရေကြီးရေရှမ်းမှုတွေဖြစ်ပွားတာကြောင့်ရေမှန်းချက်အပေါ်အကောင့်ထဲပေါ်နိုင်မှုယောနေခဲ့တာဖြစ်ပြီးဒုတိယ6လပတ်မှာလည်းသီးနှံအထွက်နဲ့ထုတ်လုပ်မှုကိုထိခိုက်နိုင်တဲ့အတွက်ဒုတိယ6လပတ်မှာလည်းရေမှန်းချက်အကောင့်ထဲပေါ်နိုင်မှုထပ်မံယောနေနိုင်တာဖြစ်တယ်လို့ဒုတိယဝန်ကြီးကပြောကြားခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးဒုတိယဝန်ကြီးကစီမံကိန်းနဲ့ပတ်သက်ပြီးဝန်ကြီးဌာနတွေကတင်ပြခဲ့တဲ့ရှင်းလင်းတင်ပြချက်တွေကရှင်းလင်းတင်ပြချက်တွေကိုပြန်လည်ရှင်းလင်းခဲ့ပြီး လွှတ်တော်က2015-2016ဘဏ္ဍာနှစ်ပထမ6လပတ်အစီရင်ခံစာကိုအတည်ပြုခဲ့ပါတယ်တရားစွလွတ်တော်ကိုတင်သွင်းတဲ့2015-2016ဘဏ္ဍာနှစ်ပထမ6လပဲအမျိုးသားစီမံကိန်းအစီရင်ခံစာအရနှင်းလိုက်ဈေးနှုန်းအရအကောင့်ထဲပေါ်နိုင်မှုမှာပထမ6လပဲရည်မှန်းချက်ရဲ့65.8ရာခိုင်နှုန်းကိုသာအကောင့်ထဲပေါ်နိုင်ခဲ့ပြီးတစ်နှစ်ပတ်လုံးရည်မှန်းချက်အပေါ်33.8ရာခိုင်နှုန်းကိုသာအကောင့်ထဲပေါ်နိုင်ခဲ့တာဖြစ်ပါတယ်။ကိုပိုင်တန်စင်တေးသချင်းတွေသာပါဝင်တဲ့တေးသန့်ရှင်ချမ်းချမ်းရဲ့ အိမ်မက်အမည်ရှိတေးစီရီ DVD မိတ်ဆက်ပွဲကိုဇန်နဝါရီလ2ရက်နေ့ညနေပိုင်းကဂျန်ရှင်စကွဲမှာပြုလုပ်ခဲ့ပါတယ်။ထွက်ရှိခဲ့တဲ့ DVD မှာဆန်းဆန်းကိုရိုင်းရေးဆက်ထားတဲ့ကချင်းနှစ်ပုတ်အပါအဝင်တေးရီရေဂျီ၊စီတူလွင်၊မိုမိုဟဲလီ၊လင်းထက်၊ဂျီလီ၊ယောဘလီယိုလင်းမြိုင်တို့ရေးဆက်ထားတဲ့တေးသချင်းတွေလည်းပါဝင်ခဲ့ပါတယ်။တေးစီရီကိုစီရီထွက်ရှိပြီး DVD ထွက်ရှိဖို့အတွက်တစ်နှစ်ခွဲကျော်ကြာ အချိန်ယူပြင်ဆင်ခဲ့ရပါတယ်။အဲ့ဒီ DVD မှာ live documentary တွေကိုလည်းထည့်သွင်းရိုက်ကူးထားတယ်လို့သိရပါဗျ။ အခုလိုထွက်ရှိခဲ့တဲ့တတိယမြောက်အိမ်မက်တေးစီရီအခွေနဲ့ပတ်သက်ပြီးဆန်းဆန်းကအခုလိုပြောပြပါဗျ။ဒီအိမ်မက်ထဲကပထမ series ရဲ့15ပုတ်လောက်ထားတာပါအဲ့ဒီက17ပုတ်ပဲပါတယ်ပြီးတော့အစ်တစ်ကနောက်ထပ်2ပုတ်ထပ်တိုးထားတယ်ရှင်ဟုတ်ကဲ့အာမတူတာကတော့အမရဲ့ live documentary လေးတွေပါတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေလောက်ထားတယ်ပြီးတော့အတရုပ်ဆောင်တွေကဇလန်နဲ့ live တရုပ်ဆောင်တွေအမတရားချင်းစီရွေးပြီးတော့တေးချာလေးဇလန်ဆိုင်တွေနဲ့ရေးထားတဲ့ဖွဲ့ပြီးတော့ကြိုက်ထားတဲ့အတွက်ကြောင့်အချိန်တော့နည်းကြတယ်ပေါ့စိတ်ရှိပြီးတော့တေးချာလေးလောက်ထားတာဆိုအမပြည့်တက်တွေကြိုက်မယ်လို့ထင်ပါတယ် ဲ့ဒီတေးစီရီမှာဇုံတွဲတေးသချင်းတွေကိုအစိုးရဇော်ပိုင်ဟန်ထွန်းဂျီလက်တို့ကပါဝင်တည်ဆိုပေးထားပါတယ်။အဲ့ဒီတေးစီရီအယ်ဘမ်မိတ်ဆက်ပွဲမှာတေးသန့်ရှင်ချမ်းချမ်းအပါအဝင် DVD မှာပါဝင်သရုပ်ဆောင်ပေးထားတဲ့အစိုးရရေရနာမိုင်းနင်းနေရဲလေးနဲ့သရုပ်ဆောင်သူထူးဆန်ဖုံးတိုက်အစားရှိတဲ့အမှုပညာရှင်တွေက အမှတ်တရလက်မှတ်ရေးထိုးပေးခဲ့ပါတယ်။ဒါအပြင်ပထမဆုံးအခွေတရားကိုဝယ်ယူခဲ့တဲ့ပြည်သက်တွေက ပြည်သက်အယောက်20ကိုလည်းအစိုးရတွေကရွေးချယ်မင်းနိုင်ပြီးစုလက်ဆောင်တွေပေးအပ်ခဲ့ပါတယ်